ခုဆိုရင်ဘာလို့ auto fire device ထဲကိုရောက်သွားပြီရောက်သွားပြီဆိုရင်သူထဲမှာပါတဲ့အဓိက tab တွေအကြောင်းကိုသိမှဖြစ်တော့မယ်ဘယ် tab ကဘာတွေလှုပ်ဆောင်လာလဲပေါ့နော်အဲဒီမှာ dashboard dashboard ကတော့ခုနကကျွန်တော်ရှင်းပြခဲ့ပြီးသွားပြီဒီအကြောင်းအရာတွေပဲပါမယ်ကျန်တာတော့ဘာမှမရှိဘူးအမှ device config name နေ device name နေ serial number သိချင်တဲ့ model နေသိချင် dashboard မှာသွားကြည့်ရမယ်အဲ့တော့ဒီမှာရှိတာကဝင်ချက်ကဘာလဲဆိုလို့ရှိရင်ဒီ dashboard မှာမပါတဲ့တချို့ဒီ category လေးတွေရှိတယ်ဥပမာ HA လို့ပေါ့နော် high ability အကြောင်းတွေဒီမှာမပါဘူးမပါဘူးပါကျင်လို့ရှိရင်ကျွန်တော်ဒီထက်ကသွားပြီးတော့ system မှာ sorry system မှာ high high ability နှိပ်လိုက်လို့ရှိရင်ဒီဘက်ဘက်မှာ high ability နဲ့ပတ်သက်တာတွေပေါ်မယ် interface ကိုနှိပ်လိုက်လို့ရှိရင် interface ကဘယ်အဆုစုပေါင်း totally interface ဘယ်နှခုရှိတယ်လဲဘယ်နှခုက up ဖြစ်နေပြီဘယ်နှခုက down နေတယ်လဲကျွန်တော်ကြည့်လို့ရတယ်အော်ကျွန်တော်သွားကြည့်မယ် interface ကိုနှိပ်လိုက်မယ်ဟုတ်တယ်မှာနော် ်အာဒီမှာဆို1 2 3 4 5 6 8ခုရှိတယ်ဒီမှာတော့တွားကြည့်လိုက်အာဒီဘက်နဲ့ဒီဘက်နဲ့အတူတူပဲเนาะပါဝါအွန်ထားတာဖြစ်တဲ့အတွက်ကျွန်တော် interface အာဆိုကြည့်လို့ရတယ်မယ်အာ1 2 3 4 5 6 8ခုရှိရเนาะအတူတူပဲအာဒါကဘယ်ကတွားကြည့်တာလဲဆိုလို့ရှိရင်ခုနက dashboard ဝင်ချက် interface ဒီမှာပါဝါဆိုလို့ရှိရင်ဒီထဲကတွားပြီးတော့ enable လုပ်လို့ရတယ်เนาะโอเคဒါဒီပေါ့တွေကတော့မအပ်သေးဘူးဘာဖြစ်လို့လဲဆိုတော့ဘာမှကျွန်တော်တို့အဆိုင်မချရသေးဘူးโอเคအဲ့တော့ဒီမှာရှိတဲ့ အပေါ်ဆုံး tab ကိုဘာလို့ခေါ်လဲဆိုရင် category tab လို့ခေါ်ပါတယ်အဲ့တော့ဒီ category tab မှာဘာတွေပါတယ်လဲဆိုရင် ECC ပါမယ် monitor ပါမယ် policy ပါမယ် objects ပါမယ် network ပါမယ် device ပါမယ်အဲ့တော့ဒီဟာတွေကဘာဖြစ်လို့ category tab ကအရေးကြီးတာလဲဆိုရင်ဥပမာ firewall device ကြီးကို administrator စုစုပေါင်းဝင်သုံးလို့ရတဲ့အဲ network administrator ပေါ့နော်စုစုပေါင်း၃ယောက်ရှိတယ်ဆိုကြပါဦး အဲ့ဒီသုံးအောင်ထဲမှာတယောက်ကကြတော့ administrator super user level ရထားတယ်သူကအကုန်လုံးလုပ်လို့ရမယ်ဒုတိယမြောက်တယောက်ကကြတော့သူကအသီးသန့် configuration လောက်ပဲရမယ်ကျွန်တော်ဆိုလိုချင်တာကဒီ follower to file ကို configure ချမယ်ဆိုလို့ရှိရင်ပထမဆုံးလို့ပြောခဲ့တဲ့လိုမျိုးဒီ GUI mode ကနေလည်း configure ချလို့ရမယ် command line ကနေလည်း configure ချလို့ရမယ်ပြီးလို့ရှိရင်ပန်လိုရမှာပန်လိုရမှာကတော့နောက်ပိုင်းမှာပဲအသေးစိတ်ကျွန်တော်နောက်သင်ခန်းစာတွေမှာပဲအသေးစိတ်ဟိုရှင်းပြမယ်ပန်လိုရမှာအကြောင်းပေါ့နော် ပန်နိုရာမာနဲ့ configure ချလို့ရတယ်ပြီးလို့ရှိရင် HMI API ကနေကျွန်တော် automation အနေနဲ့ configure ချလို့ရတယ်ပေါ့နော်အဲ့တော့ခုနကအကြောင်းပြန်ဆက်ရမယ်ဆိုရင်ဒုတိယမြောက် administrator က supervisor တော့မရဘူးသူကဘာတွေနဲ့ပဲ configure ချလို့ရလဲဆိုရင် GUI mode ကနေ configure ချလို့ရမယ်အာပြီးလို့ရှိရင် CLI ကနေ configure ချလို့ရမယ်ဒါပေမဲ့ Panorama နဲ့ automation ဘိုင်းက HMI နဲ့ကတော့ဒီ configure ချလို့မရအောင်ပိတ်ထားမယ်နော်စသဖြင့်နော် တတိယမြောက် user ကကြတော့ administrator ဒီသူကြတော့ configure ချလို့မရအောင်ဘာမှ configure ချလို့မရအောင်သူအဓိကကြည့်လို့ရမယ် GUI မှာကြည့်လို့ရမှာက dashboard ရဲ့ ACC ရဲ့ monitor ဒီသုံးခုပဲပေးကြည့်ခြင်းလဲဆိုလို့ရှိရင်ပေးကြည့်လို့ရအောင် admin ကိုကျွန်တော်ပြောင်းလို့ရတယ်ဒါ user အဲတင်ငန်းစာရောက်ခါမှကျွန်တော်အသေးစိတ်ရှင်းပြပါမယ် okay အဲ့တော့ ACC ကပါလေတော့ကြည့်မယ် ACC tag click လို့တော့ကြည့်ရင် ACC tag ကတော့ဒီမှာတော့ဘာမှမရှိသေးဘူးကျွန်တော်တော့စပြီး initial setup ဖြစ်တဲ့အတွက် ဒီ activity တွေနဲ့ပတ်သက်တာတွေကိုကျွန်တော်တို့ log အနေနဲ့ကြည့်ခြင်းရင်ဒီ ACC မှာလာကြည့်လို့ရတယ် ACC tab မှာလာကြည့်လို့ရတယ်နောက်တစ်ခုက monitor ကကြတော့ तू က monitor ကြီးလုပ်တာဘယ်အကြောင်းအရာတွေ monitor ကြီးလုပ်တယ်ဆို traffic တွေဒီ firewall ကိုဖြတ်သွားမဲ့ visibility လို့ခေါ်တဲ့မြင်ရတဲ့ traffic တွေပေါ့နော်ဘယ်ပေါ့ကနေဘယ်ပေါ့ကိုသွားတာလဲဘယ် user ကနေဘယ် user ကိုသွားတာလဲ source IP address ကဘာလဲ destination IP address ကဘာလဲဘယ် application ကို သွားတာလေဒီမှာအသေးစိတ်ကျွန်တော်တို့ကသိချင်ရင်မော်ရီယောက်အောက်ကဒီမှာ log traffic ကိုကြွားကြည့်လို့ရမယ်ပြီးရင် track တွေရှိမယ် URL fader ကြီးကြည့်ရင် URL fader ကြီးဆိုတာဘယ် user တယောက်ကနေသူပိတ်ထားတယ်ဥပမာ social media ဆို Facebook တို့ Twitter တို့ပိတ်ထားတယ်ပိတ်ထားတာကိုကြွားကြည့်ထားသလားဒီမှာကျွန်တော်တို့က URL fader ကြီးမှာကြွားကြည့်လို့ရတယ်အများကြီးပဲဗျာဒီမှာနော် monitor အောက်မှာမျိုးစုံကြည့်လို့ရတယ် okay အဲ့နောက်တစ်ခုက policy policy အဲ့ okay ဒီ tag 1234567ဒီ text ခုနှစ်ခုမှာ configuration လုပ်လို့ရတာက policy object network device လေးခုက configuration လုပ်ရတယ် dashboard acc monitor ကတော့ဘာကိုအဓိကထားလဲဆို monitor ကြီးအတွက်ပဲအဓိကထားတယ် log တွေကြည့်ခြင်းနဲ့အတွက်ပဲအဓိကထားတယ်ပေါ့နော်အဲ့တော့ policy ကဘာတွေလုပ်လို့ရလဲ policy တက်မှာဆိုရင် security policy သတ်မှတ်တယ်ဘယ်ဇုံကနေဘယ်ဇုံကိုအဲ traffic တွေပေးသွားတယ်ပေးမသွားဘူးစသဖြင့်ပေါ့နော်ဒီအကြောင်းအရာတွေကိုအဲ ဒီမှာ config ကချမယ်ပြီးရင် NAD เนาะ user တွေ internet ရအောင် NAD configuration ကလည်း policy မှာပဲ config ကချမယ် GUS damage နဲ့ဒီမှာပဲ policy အောက်မှာပဲ config ကချမယ် tan နဲ့ expansion တွေ decreation လုပ်ရှင်းတယ်ဒီမှာပဲကျွန်တော်တို့က config ကချမယ် policy အောက်မှာပဲကျွန်တော်တို့ကကြည့်ရမယ် okay နောက်တစ်ခုက object object ကဘာလဲဆိုလို့ရှိရင် ASCII file အောက်မှာလည်းပါပြီးသား ASCII file အောက်မှာဆိုလို့ရှိရင် application တွေ service တွေ java range တွေ ib array range တွေကို တက်တက် object group အနေနဲ့ create လုပ်လို့ရတယ်ဒီမှာလဲပါလိုအာတို့မှာလဲ address ip address တွေเนาะဒီလိုမျိုးတွေကိုတက်တက် object အနေနဲ့ create လုပ်ရှင်ရင်ဒီ object အောက်ကနေသူ့ရဲ့ b ဘယ်ဘက်မှာ tag တွေအများကြီးရှိတယ်ဒီ tag တွေနဲ့သက်ဆိုင်ရကျွန်တော်တို့ဘယ်ဘက်ကချလို့ရတယ်အ URL fade တိုင်းလုပ်ရှင်ဒီမှာကျွန်တော်တို့ကလာလို့ object အောက်မှာလာလို့လို့ရတယ်ဒီ test ဆိုဥမာဒီ test ဆိုဘာလို့လာလဲဆိုရင် color လေးတက်တာပေါ့เนาะ local ဆိုရင် ကာလာလေးတွေအရောင်လေးတွေအဲ external ဆိုရင်ကာလာလေးတွေအရောင်လေးတွေစသဖြင့်ဒီ tag play တွေလုပ်ရှင်လို့ရှိရင်ဒီ object အောက်မှာလုပ်မယ်နောက်ပြီး application တွေ filter လုပ်ရှင်နေ enable လုပ်ရှင်နေဆိုလို့ရှိရင် group တွေဖွဲ့ရှင်နေဆိုရင်ဒီ object အောက်မှာပဲ application တွေနဲ့ပြည့်စုံလာပြီးတော့ group တွေတခြားလို့ရတယ်ကိုစိတ်ကြ application တွေ along ပေးနေတာတွေနော် filter လုပ်ရှင်တာတွေကိုလည်းဒီအောက်မှာလာလုပ်လို့ရတယ်နောက်တစ်ခု tag တစ်ခုက network tag network tag ကကျတော့ interface ID address အစိုင်းချတာတွေ layer 2 layer 3ပြောင်းတာတွေ ် VPN configuration တွေ PDHCP တွေ IP set tunnel တွေ virtual router ဆိုတာကဘာကိုပြောတာလဲဆိုရင် static router တို့အာ PGV တို့ OSPF တို့သုံးရင် virtual router တွေကသွားရမယ်โอเคเนาะအော်ဒီ network category အောက်မှာဆိုလို့ရှိရင်ဒီအကြောင်းအရာတွေပေါ့နော်အများကြီးရှိတယ်เนาะတော်တော်များများရှိတယ်တော့ interface management အကြောင်းတွေကိုလည်းကျွန်တော်နောက်ပိုင်းမှာရှင်းပြမယ်နောက်တစ်ခုက device device ကကြဘာလောက်တာလဲဆိုလို့ရှိရင်ဒီ firewall နဲ့ပတ်သက်တဲ့ user creation လုပ်ခြင်းနဲ့ပြုလို့ရှိရင် panorama creation လုပ်ခြင်းနဲ့ပြီးရင် management interface မှာ IP address တွေကို fader လုပ်ခြင်းနဲ့ဆိုလို့ရှိနေတာဗျာဒီ management interface ကနေ okay bearish အတွင်းမှာ IP address တွေသုံးလို့ရမယ်ဥပမာကျွန်တော်တို့ကဥပမာပေါ့နော်192.168.0.0 prefix 24ဆိုရင်စုစုပေါင် IP address 154လေးလုံးရတယ်။အဲ့တော့အဲ့ဒီ154လေးလုံးကိုမသုံးဘူး။10ခုလောက်ပဲသုံးချင်လို့ရှိရင်ဒီ set up device ထဲက set up ထဲကဒီ interface မှာသွားပြီးကျွန်တော်တို့ကပြင်လို့ရတယ်။ဘယ် IP address တွေပဲအလောင်းပေးပါလဲ၊ဝင်ဝင်ပေးပါလဲဆိုပြင်လို့ရမယ်။ခုနက dashboard မှာကြည့်ရတဲ့ device host name တွေ change ခြင်းနဲ့တိုင်းစုံတွေ change ခြင်းနဲ့ NTP DNS setting တွေ change ခြင်းနဲ့ password policy တွေသတ်မှတ်ခြင်းနဲ့ဆိုရင်ဒီ device category အောက်မှာပဲလာပြင်ရမှာပဲ။ Okay အဲ့ဒါဆိုရင် ဒီ follower တို့ file on နဲ့ပတ်သက်တဲ့ category tag အကြောင်းတွေကိုပြီးတင်တဲ့လောက်ပြီးသွားပြီလို့ထင်ပါတယ်အဲ့တော့နောက်သင်ခန်းစာကဘာတွေသင်မလဲဆိုလို့ရှိရင် interface management အကြောင်းတွေကျွန်တော်တို့ရှင်းမယ်ပြီးရင်ဒီ device category tag ကိုအဓိကထားပြီးတော့ရှင်းပါမယ်ပြီးကမှကျွန်တော်တို့ network object policy step by step သွားပါမယ်